။ညာဟိုလောက်ပြောရှင်တော့ဆန်တယ်။လောကမှာမင်းနဲ့လိုက်တယ်တော့ကတဖြည်းဖြည်းမရှိတော့ချာနေ။ညာရောက်ဒီကိုသူ့ပြင်ဖို့လိုတယ်။ဟုတ်တယ်မင်းရဲ့။တခုဆိုလဲမင်းစိတ်လေးကိုရှော့နော်။ဒေါသလည်းထိမ့်မို့လို့။လို့ဆိုတော့အလုပ်လိုပဲသဘောထားလိုက်ပေါ့ကွာ။မသိကြအောင်စောင်းတယ်။စောင်းပလိုက်။အေးပါ။မကြားကြအောင်စောင်းတယ်။စောင်းပလိုက်ကွာ။အဲ့ဒါမှမင်းနဲ့လောကကြီးနဲ့အဆင်ပြေမှာ။ပြော။ မင်းတို့ပြောသလိုဟိုလိုဟန်ဆောင်ဒီလိုဟန်ဆောင်လုတ်တက်မှာတော့ငါမင်းသားလုတ်မှာပေါ့ကွာအာမင်းတို့တေးဥမဆောင်တဲ့ဟိုရငါဒဲ့တယ်မှာပဲကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးဒဲ့ပဲပေါ့ခတ်တယ်ခတ်တယ်မင်းအဲ့လိုစိတ်မျိုးနဲ့သွားလုံးမှာမင်းလုတ်လိုက်ပြုတ်လိုက်နဲ့တန်တရာလဲဒီမှာသူပါလိပါလိနားလေဟုတ်လေအထုလဲနားလေတယ်အပါလဲနားလေအေးဒါမဲ့ဘာကျေးဇူးကကျေးဇူးကမရှိပါနဲ့တော့လာမစော်ကားနဲ့မင်းကိုစော်ကားရမကြိုက် ဟုတ်ဟုတ်လေကွာမင်းကလည်းအဲ့လိုကြိုက်တယ်မကြိုက်ဘူးတော့မဟုတ်ဘူးပေါ့ကွာငါဘာဒီငါတို့ဆိုလိုချင်တာကွာမင်းဒီပုံစံနဲ့ကမင်းပဲခတ်တွေ့မှာဆိုလို့ပြောနေတာကွာအဲ့ဒါကိုဆိုလိုချင်တာအဲ့တော့မင်းရဲ့ကလေးဆန်တဲ့တုံ့ပြန်မှုတွေကွာမိလိုက်ချမ်းပါဟုတ်ရငါကလေးဆန်နေရပေါ့ငါအရှိကိုရှိတိုင်းငါစိတ်ထဲရှိတဲ့အတိုင်းငါဒဲ့ပဲနေဘာလို့လဲတာဘာတော့မဖြစ်ဘူးပေါ့ကွာမင်းကလည်းအခုကလည်းငါတို့ကမင်းကိုစုံးမနေတာပေါ့ဝေဖန်နေရနေတဲ့အကျံပြုတ်ပေးနေတာ မင်းဘောကအကောင်းဆုံးတိဆောက်ဆန်းမှာကွာအဲဒီစိတ်နဲ့သာဆိုဘယ်လုံးမှမမြဲပါဘူးဘာလို့ပြစင်းစားနဲ့ပြောနေတာ